ချင်းကြီးကိုတော့အားလုံးမင်္ဂလာပါနော်အဲဖြန်းသေးရတဲ့တကယ်ရှိတာလားတဲ့နောက်တော့စိတ်ချလားလို့ပြီးထားတာပေါ့နော်ဒါမေးလည်းမေးချင်းစရာပေါ့အဲတချို့တချို့ဆိုလို့ရှိရင်အမျိုးသားဆွမ်းဆောင်ရည်ရည်နဲ့ပတ်သက်ပြီးတော့ဆေးရောင်းပြီးတော့အဲကြာသေးဖြန်းသေးလေးတပူလက်ဆောင်ဆိုပြီးတော့အဲ့လိုမျိုးပေးကြတာရှိတယ်နောက်တချို့ကြတော့ဈေးခွက်ထဲမှာလည်းအဲ့လိုမျိုးရောင်းနေတာရှိတယ်ပေါ့နော်အမေရိကန်ဒီကြာသေးဖြန်းသေးပုံစံမျိုးဆိုလို့ရှိရင်သူကလင်ဒိုကင်းကိုအခြေခံထားတာလင်ဒိုကင်းဆိုတဲ့အဲထုံသေးကိုအခြေခံထားတာအတိအကကဆရာတို့အဲဒီအမျိုးသားရဲ့ဒီကွန်ဒီကောင်းထိတ်မှာဆိုလို့ရှိရင်အောင်ခံနဲ့အောင်ခံနဲ့စနစ်ရှိတယ်အဲ့စ စ်နေကိုသူကထုံထားတယ်ဆိုတဲ့ကြောင့်အဲဒီပြောမယ်ဆိုလို့ရှိရင်ကဟိုလိန်ကားတော့သူ့ဘန်သူစိတ်ကြောင်ထောင်ရင်ထောင်မှတ်နေမယ်ဒီအောင်ခန်းနဲ့စနစ်ကလေးကထုံနေတယ်ဆိုတဲ့ကြောင့်အဲကြာနေတယ်ပေါ့နော်ကြာနေတယ်ပေါ့ဒါပဲသူကောင်ရဲ့နောက်ဆုံးတဲ့ဆိုးကျိုးကဘာဖြစ်နိုင်လဲဆိုတော့ထုံစင်းဒီဟိုဟိုပေါ့ side effect ကအများရတယ်ဆိုလို့ရှိရင်ပြည့်တဲ့ဆိုးကျိုးများတယ်ဘယ်လိုပဲဖြစ်ဖြစ်ထုံစင်းဆိုလို့ရှိရင်လည်းအများကြီးပဲအများကြီးပဲဒီဒီသွားနှုတ်တဲ့ချိန်မှာလည်းတုံးလို့ရတယ်အဲတချို့အနာတွေခွဲတဲ့ချိန်မှာလည်းအသုံးပြုလို့ရတယ်တချို့ကြောင့်တော့ခါးတွေမှာလည်းအဲဒီထုံစင်းပြည့်ပြီးတော့ခွဲတဲ့လူအများကြီးပဲရှိ တယ်အဲ့ပေါ်မှာအဲသူ့ရဲ့အဲသူ့ရဲ့ dose နဲ့အအသုံးပြုရတာပေါ့နော်အဲ့လိုပဲလင်းကထိတ်မှာသူကဖြန်းတဲ့ဟာမျိုးကြောင့်လည်းများသွားပြီဆိုလို့ရှိရင်သူကဗာလဲဆိုအဲဒီဖြန်းပြီးသွားပြီဆိုလို့ရှိရင်မဖြစ်မနေအကောင်ပူတဲ့အရာလာရှိရယ်ပေါ့နော်လင်းကကြီးကပူပြီးတော့ပူရယ်ခဏ5မိနစ်လောက်ပူရယ်ပေါ့နော်ပြီးသွားလို့ရှိရင်မပူတော့ဘူးလင်းကထောင်းသွားအဲ့ပြဿနာဗာလဲဆိုတော့အရေပြားတွေလောင်သွားသေးတယ် လိုင်းအပ်တိုင်းမြင်ဆွေးနွေးတဲ့ညီကိုတွေမှာဆိုလို့ရှိရင်အဲ့လိုပဲအရေးပြားမှာလောင်းသွားတဲ့အကွက်အကွက်တွေဖြစ်တယ်။နောက်ဆက်တွဲကြတော့အရေးပြားနဲ့ပတ်သက်ပြီးတော့မတည့်တဲ့လူတွေလည်းကြာကြောအဲဒီအလားချစ်ပုံစံမျိုးတောက်လျှောက်ဖြစ်သွားတာအများကြီးဖြစ်ရှိခဲ့။အဲ့ဒါတွေကိုအဲ့ဒါတွေကိုကျွန်တော်ဗီဒီယိုဆွေးနွေးနေတဲ့ဒါကယူဆိုင်ရမယ်ပေါ့နော်။တချို့ကြောင့်လည်းဖြန်းသေးနေအဆင်ပြေနေတဲ့သူတွေလည်းအများကြီးရှိတယ်ပေါ့နော်အဲ့လူတွေကတော့ပြဿနာမရှိဘူးအဆင်မပြေတဲ့လူတွေကြတော့တော်တော်လေးဂရုစိုက်ပါလို့ကျွန်တော်ပြောချင်တယ်နော် ဟုတ်ကဲ့ပါအဲဒီဒီဒီဖျက်ဆီးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကတိတ်ပြီးတော့သဘောကျတယ်ထဲမှာတော့မပါဘူးပြီးတော့စုစုများမယ်နောက်တော့လိင်္ကာတွေမှာအနာဖြစ်မယ်အဖုအတိပါညာအနာမျိုးတွေကအစာအနာတွေကအစာအခွက်ခွက်ဆိုလို့အနာတွေကအစာဖြစ်မယ်လိင်္ကာရာရင်ကြီးတွေဖြစ်ပေါ်စေတယ်ဆိုတဲ့ကြောင့် Q ဆိုင်ပြီးတော့တတိခါပြီးတော့သုံးစီခြင်းပါတယ်နော်အဲဟုတ်ကဲ့ပါဘိုက်မယ်မှာဒီလောက်ပါပဲတကယ်လို့နားမလဲတာရှိလို့ဆိုရင်ဘိုက်ပါလာမေးလာပြီးတော့မေးလို့ရတယ် Telegram လာမေးလို့ရတယ် Page ကိုလာမေးလို့ရပါတယ်နော်ဘိုက်မယ်မှာ